ဇလန်လေးအစားမှာဆိုတော့အေဗန်ရာရဲ့သူ့အမေရဲ့သူ့ညီမလေးရဲ့ကသူ့ရဲ့အင်္ဂနီတခြားတိုင်းပြည်တစ်ခုကိုပြောင်းရွှေ့ဖို့ထွက်လာကြပါရင်းရောက်ပြီးရတော့အသက်ကြီးတဲ့မျိုးသားတယောက်နဲ့ဆုံပါရင်းအေဗန်ရာရဲ့အမေကအဲ့ဒီအမျိုးသားနဲ့လက်ထပ်ဖို့ပြင်ဆင်နေခဲ့တာပါအဲ့ဒီလူစီမှာအန်နဲ့ဆွဲသမီးတယောက်ရှိပါရင်းအန်နဲ့ကအေဗန်ရာနဲ့သူ့ရဲ့ညီမလေးထက်တော်မှာပို့ပြီးတော့လာတာပါဒီတော့အလုံးကပျော်နေကြပုံရပါရင်း ဒါပေမဲ့နေရလောက်အကြာမှာတော့အန်နဲ့ရဲ့အဖေနှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါသွားခဲ့ပါပြီ။သူဆုံးပြီးရနောက်လူဝေကသူ့စီကနေအကျွေးလာတောင်းကြပါပြီ။ AIR ရဲ့အမေနဲ့လက်ထပ်ထားတာတိသွားပြီးရနောက်အကျွေးတွေကိုသူ့စီကနေပဲတောင်းကြပါပြီ။မဆက်ဘူးဆိုရင်တော့အိမ်တွေမြေတွေကိုပါတိမ်မဲဆိုပြီးချင်းချောင်းနေကြတော့ပါ တနာစရာကောင်းတာကအမိုင်ရွာရဲ့အမိစီမှာပိုက်ဆံတပြားမှမရှိပါဘူးအမိုင်ရွာရဲ့အမိကသူ့ရဲ့ဂုံတိခါကိုကြည့်ပြီးတော့လက်ထပ်ခဲ့တာပါတကယ်ဆိုတော့အဲ့ဒီလူကစီရဲတာကိုမတိခဲ့ပါဘူးအကျွေးရှင်တွေရောက်လာတော့လာအနေငယ်ကြမယ်ဆိုရင်ပြန်ဆက်ပါမယ်ဆိုပြီးအချိန်နဲ့နဲ့ထတ်တောင်းပါရီသူတို့ပြန်သွားတော့သူ့အမိကတော်တော်လေးကိုအံ့အားသင့်ပြီးအရန်ကိုမှစိတ်ပြတ်သွားပါရီသူကအခုဆိုရင်အသက်ကြီးပြီဆိုတော့နောက်ထပ်လက်ထပ်ပြီးငွေကြေးပြဿနာကိုဖြေရှင်းလို့မရတော့ဘူးဆိုပြီးတော့စိတ်ပူနေခဲ့ပါရီအဲပိုင်ရွာကလည်းသူ့အမိကိုတနာပြီးတော့ မင်းသားဂျူလီယန်နဲ့သမီးလက်ထပ်ပြီးတော့အားလုံးကိုဖြည့်ရှင်ပေးပါမယ်လို့ပြောပါရီးဒါပေမဲ့သူ့အမေကအဲဘိုင်းဝါဟာတိတ်ပြီးမလာတဲ့အတွက် ဖြစ်နိုင်ပါမလားလို့တန်တရားဖြစ်နေပါရင်အေဗိုင်ဝါစီမှာချစ်စရာကောင်းတဲ့ညီမလေးတယောက်ရှိပြီမဲ့ငယ်သေးတဲ့အတွက်လက်ထပ်ဖို့မဖြစ်နိုင်သေးပါဘူး။ဒါကြောင့်သူ့အမေကအေဗိုင်ဝါကိုပဲတခုထဲတော်မျောလင့်ချက်အဖြစ်မြင်နေကြပါရင်ဒီအတော်အတွင်းမှာအန်နဲ့ကတော့ဘာလို့ရမှမသိအောင်ဖြစ်နေခဲ့ပါပြီ။သူ့ရဲ့အမေကတော့လွန်ခဲ့တဲ့ကြာပြီးကလေးကသုံးပါသွားခဲ့တာပါ။အခုဆိုရင်အဖေပါသုံးသွားတဲ့အတွက်သူ့အဖေအလောင်းဘေးမှာထိုင်ပြီးသူ့အမေကိုကူညီဖို့ဆုတောင်းနေခဲ့ပါရင် ရက်အနည်းငယ်အကြာမှာတော့တော်ဝင်အမတ်ကမင်းသားဂျူလီယက်လက်ထပ်တော့မယ်လို့ကြေညာပါရီလီလာအတွင်မှာသူတို့အသမီရွေးချယ်တဲ့ပွဲကျင်းပမယ်ဆိုတာပါတိုင်းပြည်အနှံကအိမ်ထောင်မရှိတဲ့မင်းကလေးဝေဇင်းပေးပြီးတော့တက်ရောက်နိုင်ပါရီမင်းသားကအဲ့ဒီနေရာမှာတက်ရောက်ကိုမင်းသမီးအဖြစ်ရွေးချယ်မှာဖြစ်ပါရီအဲဗိုင်ရာကတော့မင်းသားဂျူလီယက်နဲ့လက်ထပ်ဖို့အတွက်အိမ်မက်မက်နေတာဆိုတော့ပွဲအတွက်ဇင်းသွင်းခဲ့ပါရီ Mnap ကလည်းပေးထားပါရီဒါပေမဲ့ Airbyra ရဲ့အမေကမင်းသား Airbyra ကိုတတိထားမိဖို့အတွက်ခက်မဲစွာကိုတိတော့ သူ့ကိုပြည်ပြည့်စုံအောင်ပြင်ဆင်ပေးဖို့ဆုံးဖြတ်ပါတယ်သူ့စီမှာပိုက်ဆံအလုံးအလောက်မရှိပေမဲ့အေဗိုင်ရကိုပိုလာအောင်ဆိုပြီးတော့ plastic surgery ဆရာဝန်စီကိုလည်းခေါ်တော့ပါတယ်သူမကအေဗိုင်ရကိုမင်းသားနဲ့လက်ထပ်ရမယ်လို့အရန်ယုံကြည်နေတာကြောင့် surgery ဆရာဝန်ကိုပွဲပြီးမှပဲပိုက်ဆံရှင်းမယ်လို့ကတိပေးခဲ့ပါတယ်ဆရာဝန်ကသူ့ရဲ့သွားငရကိုလည်းကြီးမားတဲ့ကြိယာနဲ့ကြကြံတန်ဖြုတ်လိုက်ပါတယ်နောက်တစ်ချိန်ကျတော့နှာခေါင်းကိုအလေကနေခွဲပြီးပုံစံမပြတ်အောင် တတ်ထုမျက်နှာဖုံးတစ်ခုတတ်ပေးလိုက်ပါရီဒီလုပ်ငန်းစဉ်ကအရန်ကိုနာကျင်ပေမဲ့အေဗိုင်ရာဟာလရှိတဲ့အတွက်တီးခံခဲ့ပါရီအလားအပအပြင်တော်ဝင်ဆန်တဲ့အမှုအရာဝီကိုလည်းလိုအပ်တာကြောင့်သူ့ကိုရောအန်နဲ့ကိုပါယဉ်ကျေးမှုနဲ့ဘောခမ်းမအကတင်ဖို့အတွက် ចောင်းကိုပို့လိုက်ပါရီမစ်ဆိုဖီကမင်းကလေးဝီကိုဘယ်လိုမျိုးလမ်းလျှောက်ရမယ်စကားပြောရမယ်ထိုင်ရမယ်မတက်ရရမယ်တတိယရှာကခုံရမလဲဆိုတာကိုတင်ကြပေးပါရီဒါပေမဲ့မင်းကလေးအလုံးကတော့မင်းသမီးရွေးပွဲကိုတက်ရောက်မှာမဟုတ်ပါဘူးလေ့ကျင့်ပြီးသွားပြီဆိုရင်16ရောက်ပဲရွေးရှယ်ခင်ရမှာဖြစ်ပြီးသူတို့ရဲ့လေ့ကျင့်မှုတွေကချက်ချင်းကိုစတင်ခဲ့ပါရီရက်တွေကြာလာပြီးတော့မစ်ဆိုဖီတရား န်နဲ့ကအာရယာတိုင်းမှာတခြားသူတွေထက်တာလိုနေတာကိုတတိထားမိလာခဲ့ပါပြီသူကအရင်ကြေမှုလည်းရှိပြီးတော့လာပါစွာလည်းကတာပါပြီးပြီးတော့တဘဝအတိုင်းအရန်ကိုမှလာပါနေခဲ့တော့ပါဒီလိုဖြစ်တဲ့အတွက်မစ်ဆိုဖီကအန်နဲ့ကိုရှေ့ဆုံးမှာထားလိုက်ပြီးအေဘိုင်ဝါကိုတော့အနောက်တန်းမလာတဲ့မင်းကလေးဝင်နဲ့အတူရွှေ့လိုက်ပါပြီးဒီလိုနဲ့အိမ်ရောက်တော့အန်နဲ့ကအေဘိုင်ဝါရဲ့အမေကိုသူ့အဖေရဲ့ရုပ်အလောင်းကပုံနေပြီမလို့ အတုပ လုတ်ပေးဖို့ပြောပါရီဒါပေမဲ့ MRI ရဲ့အမိကပိုက်ဆံမရှိတဲ့အတွက်အတုပမလုတ်ပေးနိုင်ပါဘူးပိုက်ဆံအလုံးကို MRI ရဲ့တင်တန်းအတွက်ပဲတုံးရှင်နေကြတော့ပါ MRI ရွေးချယ်ခံရပြီးမှပဲအတုပလုတ်ပေးမယ်လို့ငင်းဆန်ခဲ့ပါရီဒီစကားကိုကြားတော့ MRI ကသူ့အမိသူ့အပေါ်မှာဘလောက်အထိဖိအားပေးထားတယ်လဲဆိုတာသဘောပေါက်သွားခဲ့ပါရီဒါကြောင့်သူပို့စူးစားပြီးတော့တပိပိရှင်တိုးတက်လာခဲ့ပါရီနောက်တန်းကနေရှေ့တန်းကိုရောက်လာခဲ့တာမျိုးပါ ဒီလိုနဲ့အရက်ပေါင်း40တင်တန်းပြည့်ရနောက်မစ်ဆိုဖီကမိသမီရွေးပွဲကိုတက်ရောက်ခွင့်ရမယ်မိန်းကလေး16ရောက်ရဲ့နာမည်ကိုကြေညာမယ်နဲ့ရောက်လာခဲ့ပါပြီ Airbywa ဇယင်းကိုကြည့်လိုက်တဲ့အခါမှာတော့ Mcap ရဲ့နာမည်ကထိတ်ဆုံးမှာပါသူ့ရဲ့နာမည်ကအောက်ဆုံးမှာတွေ့လျရလို့တော်တော်လေးကိုတွန်းလှုပ်သွားခဲ့ပါရီအဲ့ဒါတော့မှပဲ Airbywa ကဇယင်းထဲမှာပါဝင်တော့ကိုလူရအံ့ဩနေကြပါရီဘာကြောင့်လဲဆိုရင်သူကနှာခေါင်းမှာအမြဲတမ်းပတ်တီးစီးထားရတဲ့အတွက်မလောက်ဘူးဖြစ်နေခဲ့ပါရီ အယူရှိခင်ရတဲ့မင်းကလေး16ရောက်အတွက်နောက်ထပ်လေ့ကျင့်မှုရစတင်ခဲ့ပါပြီဘောခမ်းမအကလေ့ကျင့်တဲ့အခါမှာတော့ Avera ဟာရုံးကန်နေရတဲ့အချိန်မှာ Mcap ကတော့ပုံမှန်အတိုင်းပဲကနေခဲ့ပါရင်ဒါကြောင့်ပဲ Miss Sophie က Avera ကိုနောက်တန်းစီထပ်ပို့လိုက်ပြီးသူ့အရေးအရှင်နဲ့ရောက်လာတာမဟုတ်ဘူးသူ့အမေပိုက်ဆံပေးတဲ့အတွက်ရောက်လာတာပါလို့ပြောလိုက်ပါရင်ဒါက Avera ကိုပို့ပြီးတော့စိတ်ထိခိုက်စေခဲ့ပါရင်ဘယ်သူကမှသူ့ကိုတကယ်မကြိုက်ဘူးလို့ခံစားရပါရင် ဒီလိုနဲ့အိမ်ရောက်တော့ Elvira ရဲ့အမေကသူ့အတွက်အကောင်းဆုံးဝတ်ဆုံးဖန်တီးပေးဖို့ဒီဇိုင်နာတယောက်ကိုခေါ်လိုက်ပါရီဒါပေမဲ့ Elvira ကအစားအယံစားတဲ့အတွက်တော်တော်ကလေးကိုဝါနေခဲ့ပါရီဒီဇိုင်နာကသူ့အမေကိုလာပါနဲ့ဝတ်ဆုံးဝတ်ဖို့အတွက်ဆိုရင် Elvira ဝေးရှားဖို့လိုအပ်ပါတယ်လို့ပြောပါရီဒါကြောင့်သူ့အမေကတံပြားရေးပဲတိုက်ပြီးတော့တင်းကြတဲ့အစားအသောက်ထိန်းချုပ်မှုလုပ်ပေးပါရီနောက်တနေ့မှာပဲ Miss Sophia မိန်းကလေး16ယောက်စီကို တယောက်ချင်းစီခေါ်တွေ့ပြီးတော့စကားပြောပြီးသူတို့ရဲ့အသွင်းစိတ်အလတရားကိုနားလည်အောင်လုပ်ပါရင်းမစ်ဆိုဖီကအေဗိုင်ရာနဲ့စကားပြောတဲ့အခါမှာအေဗိုင်ရာရဲ့အသွေးတွေနဲ့ယုံကံမှုတွေလူမှုအတိုင်းဝိုင်းထက်ကဝင်ဆက်အောင်စူးစမ်းပုံတွေအလောင်းပြောင်းခံရတာဝေတော့မှစူးစမ်းပြီးတော့မျော်လင့်ချက်ကိုစုပ်ကင်ထားပုံဒီကြောင့်စိတ်လှုပ်ရှားသွားခဲ့ပါရင်းမစ်ဆိုဖီကအေဗိုင်ရာကိုပုံမြမြဝိတ်ကြအောင်ကူညီဖို့အတွက်အထူးလိုအပ်ပစ္စည်းတစ်ခုကိုတတိတ်ကလေးပေးလိုက်ပါရင်းအေဗိုင်ရာကအဲ့ဒီလိုအပ်ပစ္စည်းကိုသူ့ရဲ့ညီမလေးအားပြပြီးတော့ တုတ်ကောင်ဥဖြစ်တဲ့အကြောင်းပြောပြပါရီမစ်ဆိုဖီကဒါကိုမျိုးချလိုက်မယ်ဆိုရင်ဒီအကောင်ကသူစားတဲ့အစားအစာအလုံးကိုစုပ်ယူมาဖြစ်ပြီးတော့ဝိတ်ကလည်းမြ мян ကြစေလိမ့်မယ်လို့ပြောခဲ့တဲ့အကြောင်းရှင်းပြပါရီမင်းသားဂျူလီယန်နဲ့လက်ထပ်ပြီးတာနဲ့ဈေးပြင်းတစ်ခွက်တောက်ပြီးတော့ဒီတုတ်ကောင်ဒီကိုတတ်လို့ရပါတယ်လို့ပြောပြပါရီသူညီမလေးကဒါကိုမစားဖို့တားဆီးပေမဲ့အေဗိုင်ရာကတော့မင်းသားနဲ့လက်ထပ်နိုင်ဖို့အရန်ကိုဇေယျထက်တန်နေခဲ့တာကြောင့်တုံ့ဆုံမနေတော့ပဲဥကိုမျိုးချလိုက်ပါရီ အဲ့ဒီအတော်တွင်မင်းသားဂျူလီယမ်ကအဲ့ဒီဒေတာကိုအမဲလိုက်ဖို့အတွက်လာရောက်လေပတ်ပါရီအဲဘိုင်ဝါဟာသူ့ကိုမြင်လိုက်ရပြီးတော့သူနဲ့အတူရှိမဲ့အကြောင်းပြန်လဲအိမ်မက်မက်နေပါရီဒါပေမဲ့နောက်ပိုင်းအင်းအပြန်လာမှဆိုရင် Mcap နဲ့သူတို့ရဲ့အင်ကအစီခံတယောက်ကိုတွေ့လိုက်ရလို့သူ့အမေကိုတွားပြောပြပါရီဒီစကားတော့အဲဘိုင်ဝါရဲ့အမေကအရန်ကိုမှဒေါရထွက်ပြီးအန်ကက်ကိုရန်နဲ့ကအပြစ်ပေးပါရီပြီးတော့သူ့ရဲ့အိမ်မှာပဲအိမ်ဖော်အပြစ်ခိုင်းစေပြီးအိမ်ပြင်မထွက်ရအောင်အတင်းအကျပ်လှုပ်ထားလိုက်ပါရီ အမရကဒါကိုပြောနေခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင် AMCAP ကိုသူ့ရဲ့အကြီးမားဆုံးပြိုင်ဖက်လို့မြင်နေကြတာပါ။အမရဟာတုတ်ကောင်ဦးကိုစားပီးသားဖြစ်လို့ဝိတ်သက်မောက်ကိုလည်းမပူရတော့ပါဘူး။ဒါကြောင့် AMCAP ကယူလာပြီးတဲ့အစားအစာတွေကိုတိတ်တိတ်ကလေးအများကြီးစားခဲ့ပါရင်သုံးလအကြာမှာတော့ Everwa ရဲ့နှကောင်ပတ်တီးကိုနောက်ဆုံးတော့ဖြုတ်လိုက်နိုင်ပြီးလပတဲ့နှကောင်ပုံစံပေါ်လာခဲ့ပါပြီ။သူ့ရဲ့ခွဲစိတ်မှုကအောင်မြင်ပြီးတော့ပို့ပြီးတော့ဆွဲဆောင်မှုရှိလာခဲ့ပါပြီ အေဗန်ဝါရဲ့မင်းသမီးဖြစ်ရှင်တဲ့စန္ဒကသူ့ကိုဘလို့အခြေအနေထိတွန်းပို့နေတယ်လဲဆိုမှမြင်ရတာကစိတ်ဝင်စားစရာပဲဖြစ်ပါရင်းအေဗန်ဝါဟာသူ့ကိုသူဆက်ပြီးတော့ပြင်ဆင်နေတဲ့အချိန်မှာ MK ကတော့အိမ်မှာအစီခံတယောက်လိုမျိုးအလုံးလုံးနေရပါရင်း MK ဆင်းရဲဒုက္ခရောက်နေတာကိုမြင်တော့အေဗန်ဝါကထူးဆန်းတဲ့ကျဉ်တ်မှုကိုခံစားရပါရင်းအဲ့ဒီနောက်ပိုင်းမှာသူ့အမေကသူ့ကိုဆာဂျရီဆရာဝန်စီထပ်ခေါ်သွားပြီးတော့အေဗန်ဝါကနောက်ထပ်ကုသမှုကိုထပ်မံခံယူရပါရင်းမျက်လုံးမှာမျက်တောင်အတုတွေလာလျှော့ပါရင်း ပြီးတော့အရင်သားခွဲစိတ်မှုပါလောက်ရပါတယ်ဒီလုပ်ငန်းစဉ်တွေပြီးရနောက်အေဗာဝါဟာအရန်ကိုအားနေပြီးအမြဲတမ်းဗိုက်စာနေခဲ့ပါပြီသူကအန်ကက်ကိုအစားအစာဝေးအများကြီးတောင်းပါတယ် သူ့အမေရဲ့အမိန့်တွေကိုစမ်းကျင်ပြီးတော့ AMCAP ကသူ့ကိုတိတ်တိတ်ကလေးအစားစားဝေးခွင့်ကြွေးခဲ့ပါပြီ။ကျောင်းမဆွေမစ်ဆိုဖီနဲ့သူ့ရဲ့လက်ထောက်တို့က AMCAP ရုပ်တရက်ပျောက်သွားတာကိုအရင်ဆိုရင်နေကြပါပြီ။သူကအကောင်းဆုံးကျောင်းသူဖြစ်ပြီးတော့အဖွဲကိုကိုစားပြုတဲ့လူလည်းဖြစ်နေခဲ့တာပါ။သူတို့က Aaron ရဲ့အမိကို AMCAP အကြောင်းပြီးတော့သူက AMCAP ဟာသူ့အဖေဆုံးသွားတဲ့အတွက်အရင်ဝမ်းနေနေခဲ့ပြီးတင်တဲ့မတက်နိုင်တာပါလို့လိန်ပြောလိုက်ပါပြီ။ဒီလိုမျိုးပြောတော့မစ်ဆိုဖီကယုံသွားခဲ့က MCAP ရဲ့အနေအားကို Airbyra အားပေးလိုက်ပါပြီးခွဲစိတ်မှုတွေအများကြီးလုပ်ပြီးတဲ့နောက်မှာ Airbyra ကအခုဆိုရင်လာပါနေခဲ့ပါပြီးတင်ရနေမှာတော့ MCAP က Airbyra စီကိုတတိကလေးအစားအစာဝေးယူလာပြီးက Airbyra ရဲ့စပင်ကိုဖီးပစ်လိုက်တဲ့အခါမှာတော့စပင်တွေအများကြီးကျွတ်ကျလာခဲ့ပါပြီး Airbyra တယောက်လန့်သွားခဲ့ပါပြီးသူမျိုးချခဲ့တဲ့တုတ်ကောင်ကသူ့ကိုပိန်စီတာအပြင်သူ့ရဲ့ခန္ဓာကိုယ်ကအာဟာရဓာတ်တွေကိုပါဆုပ်ယူနေခဲ့ပါရင်ဒါကြောင့်သပင်ကျွတ်ပြီးတော့ပိုအားနေလာတာကိုသူတဘောပေါက်သွားခဲ့ပါရင် အေဘိုင်ဝါရဲ့အမိကအေဘိုင်ဝါကို MCAP အစာဘော်ခမ်းမအကရဲ့အဖွင့်ဖြော်ဖြေသူအဖြစ်ရွေးရှယ်ခံရတယ်လို့ကြားတော့သူ့သူမိအတွက်အစ်စ်နဲ့ပိုလာပါတဲ့ဝတ်စုံတစုံထပ်ပြီးမာယူခဲ့ပါရင်အဲ့ဒီနောက်ပိုင်း MCAP ကသူတို့ကိုလာတွေ့တဲ့အခါမှာအေဘိုင်ဝါနဲ့သူ့ရဲ့မိသားစုကမနာလိုတဲ့စိတ်နဲ့ MCAP ဟာအေဘိုင်ဝါထက်တာသွားမှကြောက်တဲ့အတွက် စိုးစိုးရွာဆက်ဆံကြပါလိမ့်ဒီဇိုင်နာကအေမရာရဲ့ဝတ်စုံကိုတိုင်းနေတော့မှာပဲသူ့ရဲ့သပင်တွေကျွနေတာအသတိထားမိတော့သပင်ကျွတော့ကိုဖုံးကွယ်ဖို့အတွက်သပင်အတုတစ်ခုလုတ်ပြလိုက်ပါလိမ့်ဒီအတော်တွင်မှာ MCAP ကဘောပွဲကိုတက်ရောက်ဖို့စိတ်ပိုင်းဖြတ်ထားပါလိမ့်သူကသူ့အမေရဲ့စိန်ကြတဲ့ဝတ်စုံကိုရှာတွေ့သွားခဲ့ပါလိမ့်အဲ့ဒါဟာတစ်ချိန်ကမြို့ထဲမှာလာပါဆုံးအမျိုးသမီးဝတ်ခဲ့တဲ့ဝတ်စုံပါဒါပေမဲ့ အေဘိုင်ဝါကဒါကိုမြင်တော့မနာလိုဖြစ်ပြီးစုပ်ဖြဲပြစ်လိုက်လို့ MK တရားစိတ်နှလုံးကြည်ခွဲခဲ့ပါရီသူကသူ့အဖေရဲ့အလောင်းမေးမှငိုကြွေးခဲ့ရပါရီအဲ့ဒီအချိန်မှာသူ့ရတကယ်အမေရဲ့ဝိညာဉ်ပေါ်လာခဲ့ပြီးတော့သူ့ကိုတနာကျူနာတက်ကမော်ဖနတ်တရံပြစ်လိုက်ပါရီအဲ့ဒီဖနတ်နဲ့ဆိုရင်တော့ဘောဘွေးကိုတက်ရောက်နေမှာပါဒါပေမဲ့ညတကောင်ရံမှာအရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားမှာဖြစ်ပြီးတော့သူ့ရဲ့မျက်နှာကိုဖုံးကွယ်ထားရမယ်လို့လည်းပြောပါရီအဲ့ဒီညမှာတော့အေဗရာကအဖွင့်အကကိုကပြဖြောပြခဲ့ပြီး သူ့ရဲ့အတုအယောင်အလနဲ့လူပိုင်းကိုအထင်ကြီးစေခဲ့ပါရင်းမင်းသားဂျူလီယမ်ကသူ့ကိုသူ့ရဲ့အကသွဲဖက်အဖြစ်ရွေးချယ်လိုက်ပြီးတော့ခဏတာတော့အရာအလုံးကသူစီစဉ်ထားတဲ့အတိုင်းဖြစ်နေခဲ့ပါရင်းဒါပေမဲ့ရုတ်တရက်ဆိုလိုပဲအပြယောင်တောက်ပနေတဲ့ဝတ်စုံနဲ့မျက်နှာဖုံးဆွတ်ထားတဲ့လိုအပ်စမ်းကြတဲ့မင်းကလေးတယောက်ရောက်လာခဲ့ကလူပိုင်းရဲ့အာယုံကိုဖန်ဆာသွားခဲ့ပါရင်းမင်းသားကလည်းသူ့ကိုနစ်သက်သွားခဲ့ပြီးတော့အေဘရာကိုထားရိတ်က MCAP နဲ့ကခုံတော်ပါရီ MCAP ရဲ့တကယ်အထောက်အထားကတော့သူမတိထားပါဘူး အဲ့ဒီ lower စမ်းကျင်တဲ့မိန်းကလေးက m cap ကလွဲလို့တခြားသူမဟုတ်ပါဘူးသူ့အမေရဲ့ဝိညာဉ်ပြောထားတဲ့အတိုင်းမော်ဆန်စွာနဲ့ပြန်လဲကောင်းမွန်လာတဲ့အပြာရောင်ဝတ်ဆုံတောက်ပတဲ့ဖန်ဖနတ်တွေနဲ့မျက်နှာပုံးစုပ်ပြီးတော့ရောက်လာခဲ့တာပါမကြခင်မှာပဲလီကားပေါ်မှာဆွဲမော်ဖန်ဖနတ်တစ်ဖက်ကြံ့နေခဲ့ပါရင်ကန်နဝင်စင်တွယ်လာပုံပြင်ထဲကအတိုင်းပဲဖြစ်ပါရင်မင်းသားကအဲ့ဒီဖနတ်ကိုကောက်ယူလိုက်ပြီးဒီဖနတ်နဲ့အဝင်ခွင်ကြဖြစ်မဲ့မင်းကလေးဟာမင်းသမီးဖြစ်လာမယ်လို့ကြေညာလိုက်ပါရင်အေဝါရောကတော့ဒရော့ထွက်သွားခဲ့ပြီးအိမ်ကိုပြန်လာပါပြီး MGAP ကလိုအပ်စမ်းကြတဲ့ main ကလေးဆိုတာသူတိသွားခဲ့ပါပြီသူက MGAP ကိုတိုက်ခိုက်ပြီးတော့ကြံနေတဲ့ဖက်နဲ့တစ်ဖက်ကိုယူလိုက်ပြီးသူ့ကိုသူစီးဖို့အတွက်ကြိုးစားပါပြီဒါပေမဲ့သူဘလောက်ပဲကြိုးစားကြိုးစားဖက်နဲ့ကသူမရဲ့ခြေထောက်နဲ့လုံးဝမတွန်ပါဘူးအကြောင်းကတော့ဒါဟာ MGAP အတွက်ပဲယူရထားတာဖြစ်ပြီးသူအမေရဲ့ဝိညာဉ်ကပေးထားတဲ့မော်ဖနက်ဖြစ်တဲ့အတွက်ဘယ်တော့မှအံဝင်ခွင့်ကြောင့်ဖြစ်မှာမဟုတ်ပါဘူးဒီလိုနဲ့အေမရာတယောက် ဒါကြီးတချောင်းကိုယူကသူ့ရဲ့ခြေချောင်းတွေကိုရေးရဆက်ဖြတ်ပြလိုက်ပါလိမော်ဖနတ်ထဲသူ့ရဲ့ခြေထောက်ကိုအတင်းထည့်ဖို့ကြိုးစားခဲ့တာပါသူ့အမေနဲ့တခြားလူတွေကသူ့စီကိုအပြေးရောက်လာကြပါလိတုံလုံးဆရာကောင်းတာကစည်းစိမ်ဥစ္စာနဲ့ဂုံတိခါကိုမမောနေခဲ့တဲ့လောဘကြီးတဲ့သူ့ရဲ့အမေဟာဒါကိုယူပြီးတော့အေဘိုင်ဝါတတိလိနေတော့မှာပဲနောင်တမရှိပဲနဲ့ကြံတဲ့ခြေထောက်တစ်ဖက်ကခြေချောင်းတွေကိုပါဖြတ်ပြပြလိုက်ပါလိသူရဲ့ညီမလေးကတော့သူ့အမေရဲ့လောဘဟာယူသွမှုအဖြစ်ပြောင်းလဲသွားခဲ့ပြီးတော်ဝင်အာဏာရနိုင်ဖို့အတွက် ကိုသမီးအရင်ကောင်မှငင်းပတ်နှိမ့်ဆက်ဖို့ဝန်မလေးဘူးစွာကိုမြင်ကထိတ်လန့်တုန်လှုပ်သွားခဲ့ပါရင်အေဘိုင်ရာကစိတ်ဓာတ်ကျပြီးပြင်းထန်တဲ့နာကျင်မှုကိုခံစားနေရရှာပါရင်မင်းသားဂျူလီယန်ကသူရဲ့အင်ကိုမော်ဖနတ်လာဆမ်းမဲဆွဲတဲ့တင်းကလည်းမကြခင်မှာရောက်လာခဲ့ပါရင်အေဘိုင်ရာကလှုပ်ရှားဖို့တော့မှခက်ခဲနေခဲ့ပေမဲ့ဂဒင်ပေါ်ကနေအတင်းထားလိုက်ပါရင်ဒါပေမဲ့မတ်သက်တော့မှမရက်နိုင်ခဲ့ပါဘူးလေးဘက်ထောက်ပြီးတော့လေကားပေါ်ကနေလိမ့်ကျလာလို့ဆူဆူရွာဒင်ရွေရသွားခဲ့ပါရင် အဲ့ဒီလိုမျိုးလဲကြနေနေပဲသူမောကြည့်လိုက်တော့ M cap က Evera တစ်ချိန်ကစုပ်ဖြဲပြစ်ခဲ့တဲ့ဝတ်ဆုံအတိုင်းဝတ်ထားတာဝီကိုတွေ့လိုက်ရပါရင်မကြခဲမင်းသားဂျူလီယန်ရောက်လာခဲ့ပြီးတော့ M cap ဖနတ်စီးတာကိုကြည့်တဲ့အခါမှာ လုံးဝကွက်သည့်ဖြစ်နေတာကိုတွေ့သွားခဲ့ပါရီးအေဗန်ရာရဲ့ညီမလေးကသူ့ရဲ့အမကိုအရန်တနာသွားခဲ့ပြီးတော့မစ်ဆိုဖီတစ်ချိန်ကပေးထားတဲ့တုတ်ကောင်တက်စီကိုမြ мян ဆန်ပဲပေးလိုက်ပါရီးသူတို့ကိုသူတို့ကောက်ွယ်ဖို့နဲ့လောဘကြီးတဲ့အမေဖြစ်သူရဲ့လက်ထဲကနေခွဲခွာနိုင်ဖို့အတွက်ညီအမနှစ်ယောက်စလုံးကနန်းတော်ကနေထွက်ပြေးခဲ့ကြပါရီးရိုးရှင်းပြီးတော့ငိမ့်ချမ်းတဲ့ဘဝကိုရွေးချယ်ခဲ့ကြတာပါဒီလိုနဲ့ဆလန်ကသူတို့နှစ်ယောက်အတူတူလမ်းလျှောက်ထွက်သွားတဲ့ပုံရိပ်နဲ့ပဲအဆုံးသတ်သွားခဲ့ပါရီးကြည့်ရှုပြပြိတ္တများအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ